အားလုံးပဲမင်္ဂလာပါအနော်ဝဟင်းရဲ့ Facebook နဲ့ YouTube Channel ဒီကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့ညတနာရီခွဲမှာတော့ကျွန်တော်တို့ရဲ့6လဆောက်သော Manchester United ပွဲရှိပါတယ်ပေါ့เนาะအဲ့တော့ Manchester United ပွဲရှိတဲ့ဟေးဆိုရင် Manchester United ပွဲကိုကြည့်မယ် Manchester United နိုင်ရင်ပြောမယ် Manchester United ရှုံးရင်လှောင်မယ်ဆိုတဲ့သူတွေကလည်းကျွန်တော်မြန်မာနိုင်ငံမှာနေမကောက်တကဘာလုံးမှာလည်းရှိနေကြတာဒုနဲ့ဒီပါပဲ เนาะကျွန်တော်အရင်နဲ့ Manchester United ဘွဲတွေကိုပေါ့เนาะဒီလောက်မဆိုးတဲ့ဒုက္ခတွေကြုံတဲ့ချိန်တော့လည်းကြီးခဲ့သလိုဒီတက်ဆိုးတဲ့အကြောင်းအရာတွေကြုံတွေ့တဲ့အချိန်တော့လည်းကျွန်တော်အရင်နဲ့ United ဘွဲတွေကိုရအောင်ကြီးခဲ့တယ်ထို့တူပဲဒီနေ့လည်းကြီးနေကြမဲ့သူတွေရှိရဲဆိုတာကျွန်တော်အရင်နဲ့သိပြီးသားပါနော်ဒါပေမဲ့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကလက်ရှိအနေအထားမှာငလင်ဒဏ်ကြောင့်ပေါ့နော်ကျွန်တော်တို့ရဲ့ရှေးဟောင်းရည်ကြီးမှုအမွေအနှစ်တွေအများကြီး ပြိုကျပျက်စီးခဲ့ရတယ်။အိုးအိမ်တိုက်တာတွေပြိုကျပျက်စီးခဲ့ရတယ်။လူသက်ခန္ဓာတွေပျောက်ဆုံးသွားခဲ့ရတဲ့အနေအထားတွေဖြစ်တာနဲ့အညီဒီကနေ့ညမှာ United အနေနဲ့နိုင်ဒီပဲဖြစ်စေရှုံးဒီပဲဖြစ်စေတခြားသူတွေကဘလို့ပဲလောင်ဒီပဲဖြစ်စေပြောင်ဒီပဲဖြစ်စေပေါ့နော်။ဘာအကြောင်းအရာဘာတည်းမှကျွန်တော်တို့ရဲ့ new fee မှာမတင်တာအကောင်းဆုံးဖြစ်မယ်လို့ကျွန်တော်အနေနဲ့တော့ယူဆပါတယ်။ထို့သူကျွန်တော်လည်းဒီအချိန်မှာဘာတည်းမှလည်းမတင်ခဲ့သလို United အနေနဲ့ညအပွဲကြရင် နိုင်ဒီပဲဖြစ်စေရှုံးဒီပဲဖြစ်စေကျွန်တော်တင်နေလဲဗီဒီယိုပွဲပြီးဗီဒီယိုပေါ့နော်အရင်တုန်းကလုံးနေကြဗီဒီယိုတွေကျွန်တော်တင်နေတင်မှာမဟုတ်ပါဘူးလက်ရှိဒီဗီဒီယိုလေးတင်နေဆိုတော့လဲဒါကျွန်တော်ရဲ့အလေးချင်းကျွန်တော်ရဲ့အမူအချင်းဖြစ်တဲ့ပေါ့နော်မန်ချက်စတာယူနိုက်တက်ပွဲရှိတဲ့မနက်9:00နာရီတိုးဆိုတိုင်းကဲအားလုံးပဲမင်္ဂလာပါဆိုတော့ ဟာလေးကိုပေါ့နော်မပြောက်ပြက်စေခြင်းတဲ့တကြောင်ရေပြီးတော့လက်ရှိကျွန်တော်အနေနဲ့ဘောလုံးသတင်းထက်ပေါ့နော်ကျွန်တော်လက်ရှိကျွန်တော်ပတ်စံနေငါးကိုလို့လက်ရှိကျွန်တော်ကိုယုံကြည်နေတဲ့သူတွေကျွန်တော်ကိုအားပေးနေတဲ့သူတွေရှိရနေအလှူငွေတွေအကုန်လုံးကျွန်တော်အနေနဲ့စုရဲပြီးတော့မြေပြင်မှာရှိနေတဲ့ဓာတ်ရိုက်ရှိနေတဲ့သူတွေကျွန်တော်အနေနဲ့လှူဒန်းနေခဲ့တဲ့ကျွန်တော်ရဲ့ငလှင်ကြော်လွားဒုက္ခအားဆိုတဲ့ campaign လေးအကြောင်းကိုပြောခြင်းလို့ဒီဗီဒီယိုလေးကိုအတန်ထားသွင်းခြင်းပဲဖြစ်ပါတယ်ပေါ့နော် ျွန်တော်လက်ရှိအလုံငွေစပြီးကောက်ခံတာကကျွန်တော်ရဲ့မွေးနေ့ဖြစ်တဲ့30ရက်နေ့မှာကျွန်တော်အနေနဲ့အလုံငွေစကောက်ခံတယ်30ပြီးတော့31ရက်2ရက်တာကောက်ခံလို့ရရှိတဲ့အလုံငွေဘလောက်လို့ထင်ပါသလဲเนาะအဲ့ဒီအလုံငွေတွေတဲ့ကပထမအဦးဆုံးနေနဲ့မန္တလေးမှာရှိနေခဲ့တယ်ပေါ့เนาะမန္တလေးမှာလည်းတကယ်လက်ရှိကြုံနေတဲ့မန္တလေးမှာလည်းတကယ်နေပါတယ် မန္တလေးမှာလည်းလက်ရှိဖုံးဆိုင်တောင်ဖွင့်ထားခဲ့တဲ့ကိုပြေပြိုးတက်ကိုတုံးကျင်တာတုံးဖို့လှူကျင်တာလှူဖို့လှုပ်ကျင်တာလှုပ်ဖို့အဲ့ဒီမှာရှိနေခဲ့သူတွေကိုဘာပဲလို့လို့ကုညီပေးလိုက်ပါဆိုပြီးတော့ကျွန်တော်အနေနဲ့ကိုပြေပြိုးတက်ရှိကိုသိန်း90ကျွန်တော်အနေနဲ့မန္တလေးအတွက်ပေါ့နော်သိန်း90လှူဒန်းခဲ့ပါတယ်ထို့အတူပဲလက်ရှိဇကိုင်းမှာရှိနေခဲ့တဲ့ဇကိုင်းကိုသွားပြီးတော့လှူမယ်ပေါ့နော်မော်လမြိုင်နဲ့ရန်ကုန်ကနေနှစ်ဖွဲ့ပေါင်းပြီးသွားလှူမယ်အဲ့ဒီအဖွဲ့စီအတွက်ကျွန်တော်အနေနဲ့သိန်း20လှူခဲ့ပါတယ် ပြီးတော့အဲ့ဒီဇကိုင်းမှာပဲလက်ရှိကိုယ်တိုင်လောက်ကင်နေပါတယ်ဆိုတော့ပရဟိတအသိန်းကိုလည်းကျွန်တော်အနေနဲ့နောက်ထပ်သိန်း30ဆိုပြီးဇကိုင်းအတွက်စုစုပေါင်းသိန်း50လူတန်းခဲ့ပြီးပါပြီနော်နောက်ထပ်ပြေမနာမှာပေါ့နော်အဲ့ပြေမနာကသူကိုကြာတော့လက်ရှိနေကျွန်တော်အနေနဲ့အသိန်းကြီးလိုက်ရှာတဲ့အစင်မပြေရနေထားမှာအဲ့ပြေမနာမှာပဲလက်ရှိတကယ်ပေါ့နော် BND ရကိုဂျုံတွေးခဲ့ရတဲ့ညမရှိတော့ညမရေးအကုတ်ဘူတော့ပေါ့နော်မေးရတာတော့အားနာပါတယ် ီလက်ရှိအိုက်မှာပေါ့နော်တကယ်အလုံးလုံးနေတဲ့သူတွေရဲ့ငငငငမစိတ်ချလို့ရမယ်သူရှင်အကိုတရားရောက်လောက်ညွှန်မအောင်ဆိုတော့ तू ညွှန်နေအဲ့ဒီသူပဲညွှန်ကြခဲ့တယ်အဲ့ပြင်းမနာရဲ့လက်ရှိ bright die လုံနေတဲ့အဲ့ကိုညွှန်ပြီးခဲ့တယ်အဲ့ဒီကိုရှိပဲတိုက်ရိုက်သွားပြီးတော့ပြင်းမနာအတွက်လိုအပ်တာတွေလှူဖို့လိုအပ်တာတွေဝယ်ဖို့အတွက်ဆိုပြီးတော့ပေါ့နော်ကျွန်တော်အနေနဲ့သိန်း50လုံတန်းခဲ့ပါတယ်ထို့တူပဲအင်းလေးအတွက်ပေါ့နော်အင်းလေးမှာလည်းလက်ရှိတကယ်လည်းလုံနေခဲ့တယ် ုနမတ်ဆူပေါ့နော်လက်ရှိကျွန်တော်ရှမ်းအေဂျင်စီပါလားမသိဘူးအဲ့ဒီဟာနဲ့တော့အင်တာဗျူးဖြေထားခဲ့တဲ့အမပါပဲနော်အဲ့ဒီမတ်ဆူဆူရှိကိုပဲကျွန်တော်အနေနဲ့နောက်ထပ်သိန်း90နော်သိန်း90ထပ်ပြီးတော့လုတန်းခဲ့ပါတယ်အဲ့တော့လက်ရှိကျွန်တော်အနေနဲ့မန္တလေးအတွက်သိန်း90ပြီးတော့စကိုင်းအတွက်သိန်း90 ပြင်မနာအတွက်တင်90အင်းလီအတွက်တင်90ဆိုပြီးတော့ဒီလက်ရှိပေါ့နော်30နဲ့31ရက်နှစ်ရက်တာကောက်ခံလို့ရရှိခဲ့တဲ့အလူငွေတွေကတိန်200ဒီဒီကိုကျွန်တော်အနေနဲ့လှူဒန်းပြီးပါပြီဒါတိန်200လှူပြီးပြီဟေးဆိုတာလည်းကျွန်တော်ပစံနေမဟုတ်ပါဘူးပေါ့နော်ဒါကျွန်တော်ကိုအားပေးနေတယ်ကျွန်တော်ကိုချစ်ခင်တယ်ကျွန်တော်ကိုယုံကြည်တယ်ကျွန်တော်ကိုပဲကိုဟင်းဒီပစံနေနဲ့ကိုဟင်းကူပဲထင်နေနေရလုံမဲ့ထင်နေနေရကူလိုက်ပါဆိုကျွန်တော်ပြန်ပြီးတော့လှူတဲ့သူတွေရဲ့ပစံကိုပဲကျွန်တော်အနေနဲ့မြေပြင်မှာတိုက်ရိုက်ရှိနေတဲ့သူတွေရှိကိုဒါတစင်းပြန်ပြီးတော့လှူပြီးပါပြီဆိုတဲ့အကြောင်းလေး လာပြောပါဘောเนาะလက်ရှိအမှန်ကတော့ကျွန်တော်အနေနဲ့ဒီယာကြီးလောက်ရတာပင်မနေပြကျွန်တော်ကတောင်းတိုင်ုံပေါ့เนาะဒီ United တဲ့ team ဖတ်မဲ့ပြီးကျန်တဲ့ချိန်နားမယ်ဆိုတော့ကောင်းဆိုတော့လက်ရှိဟာကမနမိုးလေးမိဆိုတဲ့ငါကိုလည်းကျွန်တော်အနေနဲ့ဒီကျွန်တော်ရဲ့ဒီ message ပေါ့မှာလာပြီးတော့ဘောเนาะကိုဟင်းကြီးကျွန်တော်ပတ်စံလှူခြင်းလို့ပါဆိုပြီးလာပြောထားတဲ့သူတွေအများကြီးပဲအဲ့ဒီလူတွေကိုကျွန်တော်နေစာပြန်ရတယ်ပြီးတော့သူတို့နေငွေလွှဲပြီးဆိုရင်ကျွန်တော်နေ certificate တွေ ပြန်ပေးရတဲ့မျိုးစုံပေါ့နော်ကျွန်တော်အနေနဲ့ဒီတနေ့ကုန်းကမအားမနာဘူးဘာလို့လဲဆိုတော့သူတို့ကကျွန်တော်ကိုပတ်စံလှုပ်ပြီးပြီငါ့ကိုရယ်ကျွန်တော်ကသူတို့စတီဖီကိတ်ကိုလောကခုနလိုမျိုးနိုင်ဝဲတို့တနာရီတို့ကြာမှကျွန်တော်ကပြန်ပြီးတော့ပေးလိုက်မယ်ဆိုတာဒီဘဲကငါတို့ပတ်စံကိုလိန်သွားပြီလားဒီဘဲကယုံကြည်ရပါမလားဒီဘဲငါတို့ညာဝီနေတူတယ်ဆိုတော့သူတို့ရဲ့စိတ်ထဲမှာတူလို့တူလို့စိတ်တွေဖြစ်မှာဆိုလို့ပေါ့နော်ငွေလွှဲပြီးပြီဆိုရင်ခဏမကြာချက်ချင်းလည်းကျွန်တော်ရဲ့စတီဖီကိတ်ထုတ်ပေးတယ်ခဏနေကျွန်တော်ရဲ့အကောင့်မှာဒီမဲ့ဒီလက်ရှိငလင်ကျော်လာတော့ခွန်အား ကနေရရှိတော့အလုံးငွေများဆင်းဆိုပြီးတခါလေဓာတ်ရိုက်တင်ပေးရပေါ့နော်အဲ့လိုမျိုးလောက်ရတာအမှန်ဆိုဒီနှစ်ရက်ဆိုရင်48ရက်အတွင်းမှာကျွန်တော်နေနေဘာမှတိတ်ပြီးတော့နားချင်မရှိပါဘူးဒါပေမဲ့နားချင်မရှိပေမဲ့တန်တယ်လို့ပြောရမှာပဲခုနကကျွန်တော်ကောက်ခံရရှိခဲ့တဲ့အလုံးငွေတွေက300တီတီကိုလက်ရှိမြေပြင်ကိုကျွန်တော်နေနေလှူဒန်းလုပ်ပြီးပါပြီ เนาะလက်ရှိမြေပြင်မှာပဲရှိနေခဲ့တဲ့သူတွေအတွက်ပေါ့เนาะအကုန်လုံးလည်းအကူအညီတွေဖြစ်သွားခဲ့ပါပြီဒါပေမဲ့သိနှင်ရဆိုတဲ့ပမာဏကဘာမှလည်းအလုပ်စားလို့မရပါဘူးအဲ့အတွက်နောက်ထပ်ကျွန်တော်အနေနဲ့ကြံခဲ့တဲ့နေရာတွေမတ်တရားအားလို့ကျန်တဲ့ဟိုပျော်ပွဲတို့နေရာတွေအတွက်လည်းလက်ရှိကျွန်တော်အနေနဲ့ကိုယ်ဝန်ရရှိခဲ့တဲ့လူတွေလက်ရှိကျွန်တော်ရဲ့အကောင့်ထဲမှာနောက်ထပ်380ဒီပါလောက်ရှိပါသေးတယ်အဲ့ဒီ380ဒီပါကိုကျွန်တော်အနေနဲ့ပျော်ပွဲမှာရှိနေခဲ့တဲ့တယောက်ကိုစုံစမ်းပြီးတော့ပျော်ပွဲကိုထပ်လှူဖို့စဉ်းစားထားတယ်ပြီးမတ်တရားကြံတဲ့နေရာတွေပေါ့เนาะကျွန်တော်အနေနဲ့ဒီကောက်ခံရရှိတဲ့အလုံငွေတွေအကုန်လုံးပဲပင်ပန်းလဲ ပင်မန်းမစီပေါ့ဗျာငါ့ကိုရကျွန်တော်ပင်မန်းနေဆိုတာလူပင်မန်းတာပဲရှိတယ်ဟုတ်တယ်မလားဟိုဘက်မှာရှိနေခဲ့တဲ့ကျွန်တော်မြန်မာပြည်သူပြည်သားတွေကသူတို့တွေနဲ့မျက်ရည်တွေအများကြီးပဲအဲ့တော့သူတို့တွေနဲ့ဗာပဲပြီးတော့ထမင်းတစ်နက်ပဲအစီအပြေရေတပူးပဲတောက်ရတောက်ရကျွန်တော်ပေးတဲ့ဒီကျွန်တော်တို့တွေလှူတဲ့ပတ်ဆိုင်တဲ့ပဲကျွန်တော်ပဲအပင်မန်းခံပြီးတော့ပဲထပ်ပြီးတော့ပဲကျွန်တော်ဆက်ပြီးတော့ဒီအလုံးငွေထပ်ပြီးတော့ကောက်ခံသွားပါအောင်မယ်တရက်နှစ်ရက်သုံးရက်ပေါ့နော်ကျွန်တော်နားပြီဆိုရင်ရကြရင်နားပြီလို့ပြောပါမယ်လောလောဆယ်ကတော့ကျွန်တော်နှစ်ရက်လောက်တာတော့တော်တော်လေးတော့ ပန်းနေဆိုပေမဲ့လည်းခုနလိုမျိုးကျွန်တော်တို့မြန်မာနိုင်ငံကြီးလိုအန်တီငယ်ဖြစ်တဲ့အတွက်ကျွန်တော်လည်းတထောင်တနေရာနေပေါ့နော်နန်းတစီအနေနဲ့ပဲပါဝင်ခဲ့တယ်လို့ပြောပါပါပဲအဲ့တော့အားလုံးလည်းစီပါဒီကနေ့ညတနိုင်ခွဲကြရင်တော့ပြန်ဆုံကျင်လည်းဆုံပါမယ်ပြန်မဆုံကျင်လည်းမဆုံပါဘူးဒါပေမဲ့လက်ရှိကျွန်တော်အနေနဲ့ခုနလိုမျိုးငလင်ကျော်လာဒုက္ခွန်အားဆိုတဲ့ကမ်ပိန်းလေးက မပိတ်သိမ်းမနဲ့ဆက်ပြီးတော့သွားနေသေးရဖြစ်တဲ့အတွက်ကျွန်တော်ဗီဒီယိုကိုတွေးရှိတဲ့သူတွေဒေကာခုနလိုမျိုးကိုဟင်းဦးစီးပြီးတော့ပဲဒီပတ်စံတွေကိုလိုအပ်မဲ့ထင်းတဲ့မြေပြင်ကိုတိုက်ရိုက်လှူဒါန်းပေးပါကျွန်တော်ကိုဟင်းနဲ့တူရေးဆက်ဆုံးခြင်းပါတယ်စီလက်မဆုံးနေတဲ့သူကများပါတယ်နော်ကိုဟင်းကိုဟင်းဒီအလီပဲလူပဲပါကျွန်တော်တို့နဲ့ပြီးဝေးရောက်နေလို့ပါညာပေါ့နော်အဲဒီမျိုးငါးကိုတို့နဲ့ကိုကျင်နေခြင်းနဲ့ဆိုရင်လည်းလက်ရှိကျွန်တော်ရဲ့အနော်ဟင်း Facebook ပြီးမှာပဲလာပြီးတော့ဒီ ပို့လို့ရပါဘူးเนาะအစုံဝင်လေးလာပြီးတော့ပို့လို့ရပါတယ်အဲ့ဒီပတ်စံတွေကိုမြေပြင်မှာရှိနေတဲ့သူတွေကျွန်တော်အနေနဲ့ဒါလုံးဝကျွန်တော်အနေနဲ့စိတ်ချရတဲ့ယုံကြည်ရတဲ့ဆိုတဲ့သူတွေစီကိုကျွန်တော်အနေနဲ့တဆင့်ပြန်ပြီးတော့တိုက်ရိုက်လေးတွေပြန်လွှဲပေးပါမယ်အဲ့တော့အားလုံးပဲစီးပါပြန်လည်ဆုံတွေ့ပါမယ်